မြန်မာနိုင်ငံတနင်္သာရီတိုင်းဒေသကြီးအတွင်းကိုပြည်ပကရင်းနှီးမြှုပ်နှံလာမှုတွေကိုတတိထားပြီးလက်ခံဆောင်ရွက်တင်တယ်လို့စီးပွားရေးလုပ်ငန်းရှင်တွေနဲ့စီးပွားရေးကျွမ်းကျင်သူတွေကစီအန်အန်သတင်းဌာနကိုပြောပါရယ်။လက်ရှိတနင်္သာရီတိုင်းဒေသကြီးမှာထဝယ်အထူးစီးပွားရေးဆောင်အစီအစဉ်မှာရင်းနှီးမြှုပ်နှံမှုတရုတ်၊အိန္ဒိယ၊ရုရှား၊ထိုင်းနဲ့စင်ကာပူတို့ကြိုးပမ်းနေတာပါ။ဒါအပြင်စင်ကာပူအခြေစိုက်ကုမ္ပဏီတစ်ခုကလည်းတဘာဝတံငွေစတင်တူးဖော်ဖို့စီစဉ်နေတာဖြစ်ပါရယ်။ ပြပကယင်းနှိမ့်မြောက်နာမည်ကုမ္ပဏီတွေဟာလက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေကိုသိရှိထားကြပြီးအလွယ်တကူရယူလိုတဲ့ပုံစံမျိုးနဲ့ဝင်လာတဲ့ကုမ္ပဏီတွေရှိနိုင်တာကြောင့်စာချုပ်စာတမ်းတွေသဘောတူလက်မှတ်ရေးထိုးမယ်ဆိုပါကတေချာလေးလာတုံးသက်ဖို့လိုတယ်လို့စီးပွားရေးလုပ်ငန်းရှင်ဦးအောင်ပြည့်စုံကစီရင်တာတင်ဌာနကိုပြောပါတယ်။ဒီချိန်မှာကျွန်တော်တို့ရှိရော online investment ဝင်နေဆိုတာပြောရင်ဟိုသိစုခီပေါ့လိုမျိုးပဲတကယ်ကန်ကောင်းတဲ့စီရင်ပြောလို့ပြောရမှာပေါ့နော်။ဒါကပထမတစ်ပိုင်းမှာဒါနဲ့အဲ့ဒီလိုမျိုး foreign investment တွေဝင်လာတယ်ဆိုတဲ့နဲ့ကျွန်တော်တို့ကဝမ်းသာအားရနဲ့ လက်ဖက်အရွယ်တူမထိုးဘူးလေအရေးကြီးတယ်။ဘာကြောင့်လဲဆိုတော့ဒါကကျွန်တော်တို့ကနိုင်ငံခြားချင်းချင်းပြောင်းလဲမှုဝင်လာတာကိုကျွန်တော်တို့အနေနဲ့ဟိုမလူချင်တာမဟုတ်ဘူး။အခုချိန်မှာကျွန်တော်တို့နိုင်ငံရဲ့အခြေအနေကိုလည်းနိုင်ငံတကာသိတယ်။ပြောမယ်ဆိုရင်ဒီလိုကုမ္ပဏီကြီးတွေကပို့ပြီးတော့နားတယ်ကြတယ်။အဲ့တော့ဒီနိုင်ငံမှာကတော့အချိုးချောင်ရမှာပဲဆိုတဲ့ပုံစံမျိုးနဲ့ဝင်လာတဲ့စာချုပ်စာတမ်းတွေကိုတော့ကျွန်တော်တို့အနေနဲ့တိတိကျကျလေ့လာသုံးသပ်ဖို့လိုရပေါ့နော်။ပြီးတော့ဟိုပွင့်လင်းမြင်တာဆိုတာနဲ့ကျွန်တော်ပြောချင်တာကပြည်သူ့ချပြဖို့လိုတယ်။ဘယ်အစိုးရပဲတက်တက်ပြည်ဝင်လုံးလုံး ဒီလိုနဲ့ဆိုကြတာကိုကျွန်တော်တို့ကအဲ့လိုမှမချပြဘူးဆိုရင်တော့ဒါကကျွန်တော်တို့အတွက်တကယ်ကိုဟိုပြောမယ်ဆိုရင်ဟိုမျက်နှာမှုတွေဖြစ်လာနိုင်ကြအကြောင်းရှိရဲ့တနင်္သာရီကံရိုးတဲ့ဟာထိုင်းနိုင်ငံဘန်ကောက်မြို့အတွက်စူးဝတ်တူမြောင်အရှိလေပိုင်းဒေတာတို့နဲ့ဆက်သွယ်မယ်ဆိုပါကခရီးအတူဆုံးနဲ့အဆင်ပြေအစီလျော်ဆုံးဖြစ်တယ်လို့ဘန်ကောက်ပို့စ်မှာ2025ခုနှစ်နှစ်စမ်းပိုင်းကဖော်ပြထားပါတယ်။ဒဝေထူးစီးပွားရေးဆောင်စီမံကိန်းဟာ2008ခုနှစ်က ထိုင်းနဲ့မြန်မာတို့အကြားနားလည်မှုစာကျွန်လာနဲ့စတင်ခဲ့ကြတာဖြစ်ပြီးနှောင့်နှေးမှုတွေကြောင့်စာချုပ်ဖျက်သိမ်းခဲ့ကြကြောင်းလက်ရှိမှာယင်းနည်းမြုပ်နှံသူအသည့်ထပ်မံဖိတ်ခေါ်ထားကြောင်းသိရပါဗျ။ဒါ့အပြင်အိန္ဒိယနဲ့ပစိဖိတ်သမုဒ္ဒရာတို့ကိုပေါင်ကူပေးနိုင်ကအရှိတောင်အာရှဒေသနဲ့တောင်အာရှဒေသတို့ကိုလည်းချိတ်ဆက်ပေးနိုင်ကြောင်းအဲဒီနောက်စီမံကိန်းမှာယင်းနဲ့စစ်ကမ်းတစ်ခုပါဝင်ပြီး တင်မောအတော်အလာရှုပ်ထွေးတဲ့မလကရေးလက်ကြားကိုရှောင်ကွေးနိုင်ပွဲရှိကြောင်းလည်းသိရပါတယ်။စီမံကိန်းတစ်ခုကိုအကောင့်ထဲပေါ်တဲ့အခါမှာနိုင်ငံအတွက်ရရှိနိုင်တဲ့အကျိုးအမြတ်နဲ့နစ်နာမှုတွေကိုတေချာထည့်သွင်းစဉ်းစားဖို့လိုတယ်လို့စီဝိုင်းနဲ့ဗန်ရေးရကျွမ်းကျင်သူဦးထီအောင်ကြီးကစီရနာသတင်းဌာနကိုပြောပါတယ်။ Environmental impact ကအရေးကြီးတာပါ။အခုရှိတာအဖြစ်ပေါ်ပေါ့။အခုကလည်းဟိုဆိုရပါဆို EIA SIA လောက်ကြတာပေါ့။ကျွန်တော်လည်းမြင်နေတာပဲလေ။ဟိုအဖြစ်ပဲ။ဒါတိချက်ပေါ့။နောက်တစ်ချက်ကဟိုကျွန်တော်တို့ကဟိုဘယ်လိုခေါ်မလဲ။ project evaluation ပေါ့ feasibility study ပေါ့ဖြည့်ပြောင်းနိုင်စွမ်းလေ့လာတော့ဒီဘက်မှာလည်းကျွန်တော်တို့ကတော်လေးရိုးသားသားလေးပြောရအောင်အားနည်းတာပေါ့ဆိုတော့ဟိုဒါရီကဟို program ဟိုအလကား subject တွေမဟုတ်လေဒါ project evaluation နဲ့ feasibility study လို့လုပ်တယ်ဆိုတာကဟိုတော်တော်လေးအရေးကြီးတာပေါ့ကျွန်တော်တို့ project ပါညာလုပ်ကြတယ်ဟိုရိုးသားဆိုလို့ရှိရင်ဟိုကျွန်တော်ကလက်တန်းလုပ်တာများတယ်လीအဲ့လိုတော့မဖြစ်စေချင်ဘူးအဲ့တော့ feasibility study ကိုထိစားလုပ်မယ် environment နဲ့ impact ကိုထိစားလုပ်မယ်နောက်ကခုနကပြောလို့ဟို ကိုကဘယ်လောက်ရမလဲပေါ့ economic internet of return ဒါတော့ကဘာအဆင့်ဟိုမူတည်ပြီးတော့စဉ်းစားရပါပေါ့အခုအားပါကြည့်ကြည့်ရပါတော့ဒီ gas income ဒီကျွန်တော်က US ဒေါ်လာနဲ့ရမှာလေ US ဒေါ်လာနဲ့ရမှာဆိုတော့ဒါဟိုဘယ်လိုခေါင်းလဲဟိုကျပ်ငွေနဲ့ရဆို inflation rate တွေပါကျွန်တော်ကခံစားရတယ်ဟို exchange rate loss ပေါ့ဟိုသူ့ရဲ့ downside တော့ဒါတို့ခံစားဖို့အကြောင်းမရှိဘူးအဲ့တော့ဒီ feasibility study ပေါ့ဒီလုပ်ငန်းစီမံခန့်ခွဲနိုင်ဆုံးတော့ တေချာစမတ်ကြလေးလုတ်ချင်လုတ်စီကျင်တယ်ပေါ့ကိုယ့်ဘက်ဆိုင်ကဘယ်လိုလဲဆိုတော့တေချာကာကနာနာနဲ့လုတ်စီကျင်တခုတော့ရှိတော့ပါဗျာဟိုတခုရှိတာတခုဖိုင်းဆိုစင်ကာပူလို့ဆိုတော့က feasibility study တေချာမလုတ်ဖဲနဲ့အလုပ်တခုစလုပ်တဲ့အပိုင်းတော့မရှိဘူးပေါ့ဒါဒါသူတို့စဉ်းစားပြီးလုတ်ပြီးဆိုတော့တေချာတော့ပေါ့အဲ့တချက်ကပါတဲ့ခါကျတော့ကိုယ်နိုင်ငံကဘယ်လောက်ကျိုးမြတ်ရမလဲဘယ်လောက်နင့်နာမလဲဘယ်လောက်ကောင်းမလဲ advantage နဲ့ disadvantage ဒါတို့ feasibility study လုပ်တဲ့အခါမှာနှုတ်ဘက်က စဉ်းစားနဲ့စဉ်းစားအပ်တဲ့ site ကိုတော့ဒေချာလေးစဉ်းစားရပါဘော။အဲ့ဒီလိုပြပရင်းနှီးမြှုပ်နှံမှုတွေကြောင့်တွင်းတာရီ data ဟာကမ္ဘာအဆင့်မီဖြစ်သွားနိုင်ကြောင်းလဲစီးပွားရေးလုပ်ငန်းရှင်နဲ့စီးပွားရေးကျင်းကျင်သူတွေကသုံးသပ်ကြပါတယ်။လက်ရှိအချိန်ထိရေနံနဲ့တဘာဝတံခွေရှောက်ဖွေ2.4ထုတ်လုပ်ခြင်းလုပ်ငန်းတွေဆောင်ရွက်လျက်ရှိတယ်။ရေနာရေတကွန်ဇော်တီကရွှေကန်းလုံစီမံကိန်းကြီး၄ခုရှိကြောင်းထပ်မံရှောက်ဖွေ2.4ထုတ်လုပ်နိုင်ရေးဆောင်ရွက်လျက်ရှိတဲ့ကန်းလုံစီမံကိန်းကြီး၂ခုရှိတာကြောင့်စုစုပေါင်းကန်းလုံစီမံကိန်းကြီး၆ခုရှိပါတယ်။ အဲ့ဒီတဲကမှမုဒ္ဓမကန်းလုံလောက်ွက် M10 မင်းရဲသူစီမံကိန်းဟာနိုင်ငံတော်ရဲ့တတမမြောက်ကန်းလုံစီမံကိန်းကြီးဖြစ်တယ်လို့နတ်ဆက်ကလက်ထက်ပထမဦးဆုံးအကောင့်ထဲပေါ်ဆောင်ရွက်နိုင်တဲ့ကန်းလုံစီမံကိန်းတစ်ခုဖြစ်ကြောင်းလည်းသိရပါဗျာ။